မင်းမင်္ဂလာပါဓမ္မတုတ္တမြဝေယချင်းနေရနေပြန်လဲကြိုးဆိုပါတယ်ဓမ္မတုတ္တမြဝေယချင်းနေရဆိုလို့ရှိရင်ဓမ္မရေးရာအဖျားဖျားတုတ္တရေးရာအဖျားဖျားတို့ကိုပုံမှန်မြဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မြဝေပေးသွားမှာကတော့ဆရာနန္ဒမိုးကျေပြုစုတဲ့ဘုရားရှင်လက်ထက်ကပြိတ္တာများစာအုပ်ထဲပါတချို့အရာတွေကိုခေါင်းနှုတ်ပြီးတင်ပြသွားမှာပဲဖြစ်ပါတယ် တစ်ချိန်တစ်ခါတော့ကနန္တိဒေနာဆိုတဲ့ပုဂ္ဂိုလ်တူဟာယရဏသုံးပါးကိုလေးမြတ်စွာကြည်ညိုတဲ့ဥပဒကတူဖြစ်တယ်။သူနေထိုင်တာကလည်းတာဝတ္ထုမြို့အနီးမှာရှိတဲ့ဆင်ခြေဖို့အရာမှာရှိတဲ့ရွာငယ်လေးတရွာမှာနေတယ်။ တနေ့မှာတော့နန္ဒီသေးနာဟာဘုရားရှင်ကိုပန်းရီစီမီတို့နဲ့ကတ်လူပူဇော်ပြီးတဲ့နောက်ကိစ္စတစ်ခုနဲ့ရွာနိုင်ထွက်ခွာလာခဲ့တယ်။သူတို့အမခီလန်းတနေရာမှာတော့တင်ချိုင်းကုန်းတစ်ခုရှိတယ်။ဒီတင်ချိုင်းကုန်းက6လှန်ရာမှာနာမည်ကြီးတဲ့အတွက်လူအသွားလာ အတော်ပင်ကျဲပါတယ်။နန္ဒီသေးနာအဖို့မတော်မဖြစ်သွားရသည် ဖြစ်တဲ့အတွက်စိတ်ထဲမှာတော့မတော်မတန်ဖြစ်ရနေပဲ။သွားလာခဲ့ရမှာတင်ချိုင်းကုန်းအနည်းကိုရောက်တော့ ော့ခြေလမ်းတွေက အလိုလိုလေးကန်လာတယ်။အဲ့ဒီအတွက်အော်ဂျင်တွေထိတ်လန့်ခြင်းတွေဖြစ်ရသလိုကြက်တိမွင့်ရင်းတွေကလည်းပြုံးကနေထလာတယ်။အဲ့ဒီမှာသူဟာရှိတဲ့တဲ့မြင်ကွင်းကို မမိတ်မတုံစူးစူးဆိုင်ဆိုင်ကြီးလိုက်မိတယ်။သူမြင်တွေ့ရတာကတော့ကြောက်မဲ့ဖွယ်ရကောင်းတဲ့မြင်ကွင်းပဲ။ အသားရောင်ကလည်းမဲချိန်နေတယ်။သွားတို့ကလည်းအစိတ်ကျဲမညီဘူး။ခန္ဓာကိုယ်ကအသားဆိုင်တွေကလည်းမရှိတဲ့အောင် ပိန်ကက်နေရနဲ့မြ။မျက်လုံးအစုံကလည်းပြူးချောင်ချောင်ဖြစ်နေတဲ့ပြိတ္တာမကြီးတစ်ကောင်ကိုတွေ့ရတယ်။ဒီပြိတ္တာမကြီးကလှုပ်ရှားခြင်းမရှိဘဲနဲ့နန္ဒီသေနာကိုပြူးချောင်ချောင်မျက်လုံးနေနဲ့ကြည့်နေတဲ့အတွက်နန္ဒီသေနာဘို့ရှေ့ကိုလည်းမတိုးတာနောက်ကိုယ်သေးမဆုပ်တာတဲ့အဖြစ်မျိုးအခြေအနေမျိုးကို ရောက်နေတယ်။အဲ့ ိုချင်းနေမျိုးမှာပဲနန္ဒီဒေနာကရတနာ၃မရဲ့ဂုံကျေးဇူးတို့ကိုအာယုံပြုရင်းထဲမှာစကားဆပြီးတော့ဆိုလိုက်တယ်။အိုးအတင်းတင့်ရဲ့အစင်တရံကကြောက်စရာကြီးပါလား။တင်းပဲသူလဲငါတော့တင့်ကိုလူလို့မထင်ဘူးလို့ဒီလိုမျိုးအမေစကားဆိုလိုက်တော့ပြိတ္တာမကြီးကအပြေစကားထွက်ပေါ်လာတယ်။ မောင်ကြီးရဲ့ကျမကိုမမှတ်မိတော့ဘူးလားအင်းလေမှတ်မိစရာလဲအနေထားမှမဟုတ်တာလားကိုကျမဟာဘဝဟောင်းတုန်းကမောင်ကြီးအင်မတန်မှချစ်လာပါတယ်ဆိုတော့မောင်ကြီးရဲ့မယားမိနန္ဒာလေးလို့ပြောတဲ့အခါမိနန္ဒာတန်ဒီဒေနာဟာမယုံနိုင် ဖြစ်ပြီးတော့မိနန္ဒာလားမဖြစ်နိုင်ပါဘူးလို့ပြောတော့မောင်ကြီးအနေနဲ့ မိနန္နာကိုမမတ်မိတာဟာမောင်ကြီးရဲ့အပြစ်မဟုတ်ပါဘူးမိနန္နာဟာမောင်ကြီးနဲ့အတူနေခဲ့ရစဉ်ကမကောင်းတဲ့အကုသူဒုစရိုက်တွေကြောင့်တည်လွန်တဲ့အခါခုလိုပြိတ္တာမှကြီးဘဝရောက်ခဲ့ရတယ်။ဒီတော့မောင်ကြီးမမတ်မိတာအဆိုးမဆိုးပါဘူးရှင်လို့ပြိတ္တာမှကဝမ်းနေစွာ ပြောကြတယ်တဲ့အဲ့တော့ပြိတ္တာမရဲ့စကားတွေကယုံရအခက်မယုံရအခက်ဖြစ်နေတယ်အဲ့တော့အကြောင်းရင်းမှန်အဖြစ်တနစ်မှန်ကိုသိဖို့ရန်အတွက်တည်တည်ချာချာစူးစမ်းဖို့နန္ဒီတေနာက ဆုံးဖြတ်ချက်ချလိုက်တယ် အဲ့တော့အိုးအတင်းမဟုတ်မမှန်တဲ့စကားကိုမပြောဆိုရနဲ့လားတင်းဟာဘဝဟောင်းတော့ငါငါရဲ့မယားမိနန္နာလို့ဆိုခဲ့တယ်အဲ့တော့တင်းဟာငါနဲ့နေစဉ်ကာလကဘယ်လိုမျိုး မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့လို့လဲကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးနဲ့ဘေကံကိုကျူးလွန်ခဲ့လို့လဲဘယ်လိုမျိုးမကောင်းမှုအကုသိုလ်ကံကိုကျူးလွန်ခဲ့လို့ခုလိုမျိုးပြိတ္တာဘဝကို ရောက်ခဲ့ရတယ်ဆိုတာငါကို ပြောပြစာမလို့မေးတဲ့အခါပြိတ္တာမက ဟုတ်ကဲ့ပါမိနနာမှန်တဲ့အတိုင်းပဲပြောပြပါမယ်ကျမဟာ မောင်ကြီးနဲ့အချင်းလမယားဘဝကိုစရောက်ခရေကိုကပဲကိုမူယာနှုတ်မူမူယာတွေမှာရိုင်းပြကြမ်းတမ်းနဲ့အာရေးရှာရေးဇက်ဇက်ကျဖြစ်ခဲ့ပါတယ် မယဝတ္တရာ၅ပါးကိုလည်းမကြေပွန်ပဲလင်းကိုလေးစားရအောင်မှမသိကြမ်းနှမ်းရင်တည်တဲ့စကားတွေနဲ့နှုတ်သီးကောင်းရှာပါလုပ်ခဲ့ပါတယ်မိနန္ဒာဟာမောင်ကြီးပေါ်တွင်မဟုတ်သေးပါဘူးမောင်ကြီးရဲ့မိခင်ရောက်ခမဖြစ်သူကိုလည်းဂါရဝဆနိဝါဒောဆကင်းမေဆာနဲ့ဟဲ့တပြားမာကြီးတခုမာကြီးစသဖြင့်ရိုင်းရိုင်းဆိုင်ဆိုင်နင်မင်းငဆနှုတ်အာတွေကြမ်းခဲ့ပါသေးတယ် အဲ့တော့ဒါတွေကမိနန္ဒအများကြီး မှားခဲ့ပါတယ်ဒါပေမဲ့အမားတွေကလွင်ခဲ့ပါပြီအဲ့ဒလိုမျိုးအကုသူကံတွေကြောင့်အခုဘဝမှာပြိတ္တာမကြီးဖြစ်ခဲ့တာပေါ့အဲ့တော့ကျမရဲ့အဖြစ်ကို ကြည်လည်မြင်လဲပါအောင်လားဆိုပြီးဝမ်ပန်တနေပြောတဲ့အခါဒီလိုမျိုးကြားရလေတော့နန္ဒီသေနာအဖို့ တော့ကိုစိတ်မကောင်းဖြစ်စွာ ခံစားရပါတယ်။မိနန္ဒနဲ့အတူတူကနေရစဉ်အခါကချစ်ချင်းမြတ်တာတတ်တဲ့အရာရာကိုတီးခံပြီးပေါင်းတင်ခဲ့တယ်။မိနန္ဒကွယ်လွန်ပြီးတဲ့နောက်တပင်လဲမှုတပင်ထူတဲ့အခြေအနေတွေရှိတော့ညာလဲမိနန္ဒကိုတော့မမေ့သေးပါဘူး။နန္ဒီတိနာဟာမိနန္ဒတဖြစ်လဲပြိတ္တာမှာကို ကြည့်ပြီးတော့တနာကယုဏစိတ်တွေရုတ်ဖိတ်လာတယ်။နန္ဒီတိနာ နန္ဒီဒေနာဥပဒကနဲ့စိတ်မကောင်းလို့မိနန္ဒာရဲ့မင်းကမင်းရဲ့အဖြစ်ကိုကြားတာရင်းနေစရာကြီးပါအဲ့တော့မင်းရဲ့အဖြစ်ကိုမောင်ကြီးမကြည့်ရဘူးအဲ့တော့မောင်ကြီးကအဝတ်စားတွေလေးပေးမယ်မောင်ကြီးနေတဲ့အိမ်ကိုပြန်လိုက်ခဲ့ပါမိနန္ဒာစိတ်ကြိုက်နေပါအဝတ်ထည်ကောင်းတွေလည်းဝတ်ရမယ် မိုးလုံးလေးလုံးအဆောက်အုံမှာလည်းနေရမယ်မိနနာကြိုက်တဲ့စားကောင်းတောက်ဖွဲတွေကိုလည်းစားတောက်ရမယ်ဆိုပြီးတော့အိမ်ဟိုခေါ်တဲ့အခါပြိတ္တာမလေးကပြိတ္တာမလေးကမိနနာကိုချစ်တဲ့စိတ်နဲ့မောင်ကြီးက အဝတ်ကိုပေးပေမဲ့ကျမအနေနဲ့ယူခွင့်မရှိပါဘူးယူလို့လည်းမဖြစ်ပါဘူးမောင်ကြီးခေါ်ရနောက်ကိုလိုက်ချင်ပေမဲ့မိနန္နာရဲ့လက်ရှိဘဝဟာအင်ဂီယာနဲ့ထိုက်တန်တဲ့ဘဝမျိုးမဟုတ်ပါဘူးဆိုပြီးရှင်းပြတယ်။ဟောအဲ့ဒီတော့မောင်ကြီးဘလို့လုပ်ပေးရမလဲလို့မေးတဲ့အခါပြိတာမာလေးကဂျေဇူးလေးတိတ်တင်ပါတယ်မောင်ကြီးမောင်ကြီးအနေနဲ့သီလတိတ်ခါနဲ့ ပြည့်စုံတဲ့တန်ဃာတော်အရှင်သူမြတ်တွေကိုပင့်ပြီးတော့ဆွမ်းလူဌာနပြုတော်မူပါအဲ့ဒီခါမှာမိနန္ဒအမိကိုခေါ်ပြီးတော့အမြပေးဝေပါအဲ့ဒီလိုအမြပေးဝေလို့သာရုခေါ်ခွင့်ရပြီဆိုရင်မိနန္ဒဟာကုသိုလ်အဖို့ဖာကကြောင့်ဒီလိုပြိတ္တဘွားကကင်းလွန်မှာပါလို့ပြောတဲ့အခါနန္ဒီဒေနာကလည်းအော်ဒီလိုဆိုရင်ဖြင့်စိတ်ချပါမောင်ကြီးအိမ်ပြန်ရောက်ပြီဆိုတာနဲ့မိနန္ဒမှားကြတဲ့အတိုင်းတသွေမသိန်း လှုပ်ပေးမယ်လို့ခတိပေးခဲ့ပြီးတော့အိမ်မြန်ရောက်တဲ့အခါ မိသားစုနဲ့တိုင်ပင်ပြီးတော့ယဟန်တန်ဃာတော်တွေကိုပင့်ပိတ်ကဆွန့်ခဲဝဲဘောစင်တွေအဝတ်သင်္ကန်းချောင်းသင်္ကန်းတွေတိဖနတ်အမွေးနတ်သာပန်းမာလာတွေပြန်ပြောများပြစွာအလှတန်းပြုတ်ပြီးတဲ့နောက်မှာကုသိုလ်ဖိုဘာကကိုမိနန္နာအတွက်အမျှပေးဝေလေတယ်။နောက်ရက်ဒီမှာတော့မိနန္နာကိုတွေ့လိန်တော့နဲ့တင်းချိုင်းကုန်းရှိရာကိုသွားရောက်ရှာဖွေကြည့်ပါတယ်။မတွေ့မမြင်မဲနဲ့ မတွေ့မမြင်ရပါမယ်လဲသူ့အာယုံထဲမှာတော့ပြိတ္တာမရဲ့အသွင်ကဖြောက်မရဖြစ်နေပါတယ်အဲ့တော့ယေရှုရဲ့လူရမ်းနဲ့ကုသိုလ်အဖို့ဘာကတွေကိုရမရပါလေစားလို့စိတ်ထဲမှာလဲတုံတွင် တွင်နဲ့တွင်နေမိပါတယ်အဲ့ဒီခိုင်းမှာပဲမမျော်လင့်တဲ့မြင်ခွင်းတစ်ခုကသူ့ရှိမှာပေါ်လာပါတယ်အခုမြင်တွေ့လိုက်ရတာကတော့ ကိုရောင်ကိုဝါတောက်ပါစွာနဲ့ချစ်ခင်မြန်လို့စရာကောင်းလာတဲ့နတ်သမီးလေးတစ်ပါးပဲဖြစ်ပါတယ်။အဲ့တော့နန္ဒီတီနာကမေးတယ်။"အိုးအစ်တဲ့နတ်သမီးအစ်တဲ့အစင်းယူပကဟာရွှေစင်တို့သွန်းစစ်ထားသလိုလှပတင်တယ်လိုက်တာ။တင်မောဝဲတိရိကျက်တလီလည်းရှိလိုက်တာ။ဘလို့ကုသူဘလို့ကြိုးကြအခုလိုမျိုးပြိုးပြိုးပြက်ပြက်ရောင်စင်နေရှက်ဖြာနေရတယ်။ငါ့ကိုပြောနိုင်ရင် ပြောစမ်းပါလား"လို့နန္ဒီတီနာကမေးလိုက်တဲ့အခါနတ်သမီး းကမောင်ကြီးရဲ့ဒီခုတခါလဲမောင်ကြီးကမိနန္နာကိုမိနန္နာမမတိပြန်တော့ဘောလို့ပြောတဲ့အခါအစ်တနသမီးကမိနန္နာဟုတ်လားလို့အံ့ဩတကြီးနဲ့တအံ့တော့ မေးမြန်းပါတယ်ဒီခါနသမီးကကျမကအတိတ်ဘဝကမောင်ကြီးရဲ့ဇနီးမယားမိနန္ဒာအစ်စ်ပါမောင်ကြီးနဲ့အတူနေထိုင်ခဲ့တော့ကလင့်ပေါ်လဲမယုတ်သေးရက်ခမအပေါ်ကိုလည်းမခံလေးစားလုပ်ခဲ့လို့အကုသူဒုစရိုက်တွေဖြစ်စီပြီးတော့ပြိတ္တာမှာဘဝကိုရောက်ခဲ့ရပါတယ်အဲ့ဒီမှာမောင်ကြီးကမိနန္ဒာကိုရည်စူးပြီးတော့ကုသူအဖို့ပါခတွေပြုခဲ့တဲ့အခါမိနန္ဒာဟာတာရုခေါ်ခွင့်ရခဲ့ပါတယ်အဲ့ဒီလိုတာရုခေါ်ခွင့်ရ ခဲ့လို့ပြိတ္တာဘဝကအသွင်ပြောင်းပြီးတော့အခုလိုနတ်သမီးဘဝကိုရောက်ခဲ့ရပါတယ်။အဲ့ဒီအတွက်မောင်ကြီးကိုကျေးဇူးသိတဲ့နေကြောင်းလာရောက်ပြောဆိုနှုတ်ဆက်တာပါလို့ပြောပြီးတော့မိနန္ဒနတ်သမီးကမွန်ဝါပျောက်ကွယ်သွားတယ်။နန္ဒီဒေနာအဖို့လဲဝါမြောက်ကြည်နူးလို့မဆုံးတော့ပါဘူး။ ။နောက်ရက်မှာတော့နန္ဒီတေနဟာဆွမ်းခံတန်ဃာတော်များကိုကုသိုလ်ဒါနအဖို့ဘာခရဲ့အကျိုးကျေးဇူးကြီးမားပုံမကျွတ်မလွတ်တဲ့ပြိတ္တာများအနေနဲ့တာရုခေါ်ခွင့်ကြုံမှာက ြိတ်တာဘွားမှာကျွတ်လွတ်ပြီးတော့ကောင်းမွန်မြင့်မြတ်တဲ့ပုံမိမ့်မှန်ကိုရောက်ရှိနိုင်မွန်တော့ကိုမိမိအဖြစ်ကိုစံနမူထားပြီးရှောက်ထားခဲ့လေတယ်။အဲဒီမှာယဟန်တော်ကြီးကနန္ဒီသေနာပြောဆိုသည်များကိုမြတ်စွာဘုရားရှင်ထံရောက်တဲ့အခါရှောက်ထားကြပြန်တယ်။ဒီခါမြတ်စွာဘုရားရှင်ကလည်းဒီเจ้าညာအဖြစ်တနစ်တို့ကိုအရင်ခံလျက်တရားနာပိသက်တို့အားဟောကြားတော်မူတယ်။ကံသုံးပါးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့သီလနိုင်မွေရောရန်ဆုံးမလေတယ်။ ဒီသေသနာတော်ဟာတရားနာပြည့်သက်အပါဝင် လူပေါင်းတို့အတွက်ကာယကံဝစီကံမနောကံဒီဟုသောကံသုံးပါးပေါ်ဆောင်ထင်းရန်သတိတံဝေကရချပါလေတယ်။